This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. 明了吧，怎么样？ အမျိုးသားညညရေးအစိုးရရဲ့အတံလွင့်ဌာနရေဒီယို NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာစက္ကန့်ဒသမ0.9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ17ဒသမ6.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီးရေဒီယို NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ မင်္ဂလာနံနက်ခင်းပါရှင်ရေဒီယို NGO နားဆင်နေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးဆရာနာရှင်ဘေးရောနေကင်းဝေးပြီးကိုစိတ်နှပါဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NGO အဖွဲ့သားများကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဒီကနေ့မေလ9ရက်နေ့ရေဒီယို NGO ရဲ့မနက်ခင်းအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ရေဒီယို NGO ရဲ့စီးရီးသတင်းကောက်နှုတ်ချက်ကိုຫນွေဦးမှဖတ်ကြားတင်ပြမှာဖြစ်ပါတယ်ရှင် ်မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်မေလ9ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ရခိုင်စစ်မြေနာမှာအာရကန်တပ်တော်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစကိုင်းတိုင်းပကဖတိုက်ခတ်ရေးရဲဘော်တွေပါဝင်ခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။အကြံဖတ်စစ်တပ်နဲ့အပြင်းထန်တိုက်ခတ်မှုတွေဖြစ်ပွားနေပြီးမြို့သိမ်းတိုက်ပွဲတွေစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ရခိုင်စစ်မြေနာမှာအာရကန်တပ်တော်နဲ့အတူအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစကိုင်းတိုင်းပကဖတိုက်ခတ်ရေးရဲဘော်တွေပါဝင်ခဲ့တယ်လို့မေလ၈ရက်မှာပကဖအတံကဖော်ပြပါရတယ်။အဆိုပါစစ်မြေနာမှာပြန်လာတဲ့စကိုင်းတိုင်းပကဖတိုက်ခတ်ရေးရဲဘော်တွေကို၂၀၂၀ 2025ခုနှစ်မေလ2ရက်နေ့မှာဂုံပြူကျူစုပွဲပြုလုပ်ခဲ့ပြီးစကိုင်းတိုင်းပတ်ကပအဖွဲ့မှတာဝန်ခံဒုတာဝန်ခံများတပ်ဆိုင်ရာခရိုင်အသီးသီးမှတာဝန်ခံမြို့နယ်တာဝန်ခံများရဲရတာဝန်ခံများတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ရခိုင်စစ်မင်နာတွင် American တပ်တော်နဲ့အတူတိုက်ပွဲဝင်နေစဉ်အတွင်းပတ်ကပအဖွဲ့ဝင်58ဦးထိခိုက်ဒဏ်ရာရရှိခဲ့က14ဦးကြာဆုံးခဲ့ရပါတယ်ခင်ဗျာ။ ညီနောင်သုံးဘွဲကအပြစ်ရထားပေမဲ့စစ်ကောင်စီကနောင်ချိုကိုထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲဖြစ်ပွားနေဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။ညီနောင်မဟာမိတ်သုံးဘွဲကငလင်တန်တဲ့ဒေသများမှာလူသားချင်းစာနာမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်တဖက်သက်အပြစ်ရထားပေမဲ့နောင်ချိုမြို့ကိုစစ်ကောင်စီကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။မေလ9ရက်နေ့မနက်8:55မိနစ်ခန့်မှာ TNLA တပ်များရှိရာတောင်လှကျေးရွာအနီးတစ်ဝိုက်ကိုထိုးစစ်ဆင်ခဲ့တယ်လို့၈ရက်နေ့မိုးလွယ်7:00ခွဲခန့်မှာလဲရာပြည်ကျေးရွာ အနီးကိုထပ်မံထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။မေလ9ရက်နဲ့6ရက်နေ့ကလည်းတရက်ချိုကျေးရွာက TNLA ထက်စခန်းကိုစစ်ကောင်စီကထိုးစစ်ဆင်လာတာကြောင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ဖော့တော့ကျေးရွာအနီးကဂိတ်ကိုလည်းမေလ9ရက်ညနေပိုင်းမှာဘုံကျဲချတိုက်ခတ်ခဲ့တယ်လို့စစ်ကောင်စီတပ်စခန်းကိုလည်း18လေးရင်ဖြစ်လက်နက်ခဲရဲများ85ထုပ်လာရောက်ပစ်ချပေးခဲ့တယ်လို့သိရပါတယ်။ TNLA MNDAA နဲ့ AA ညီနောင်မဟာ ာပိတ်၃ဖွဲ့ကငလင်ဘေးတင်ပြည်သူများကိုစာနာတဲ့အနေနဲ့အင်ဘလာတလလုံးအပြည့်ရဲ့ကြေညာထားခဲ့သလိုပြီးခဲ့တဲ့ရက်ပိုင်းကပဲမေလကုံအထိအပြည့်ရဲ့တက်တန်းတိုးခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကလည်းမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြည့်ရဲ့ဆယ်ရီကာလထပ်ထိုးကြောင်းကြေညာခဲ့ပေမဲ့ထိုးစစ်စင်တက်ခိုက်တာလေကြောင်းကဘုံကျဲတက်ခိုက်တာတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့ TNL ကထုတ်ပြန်ထားပါတယ် APSDF နဲ့ BLDF တို့ပထမအကြိမ် online တွေ့ဆုံပွဲကျင်းပဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦးမကဒါတာဘဟိုစစ်ကော်မရှင်နဲ့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF ဘဟိုကော်မတီတို့ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို online မှာတဆင့်မေလ9ရက်နေ့ကကျင်းပခဲ့ပါတယ်။မကဒါတာဘဟိုစစ်ကော်မရှင်ဥက္ကဋ္ဌရဲဘော်တန်ခဲဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နဲ့ BLDF ဘဟိုကော်မတီဝင်များဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ပါဝင်တက်ရောက်ခဲ့ကြသည့်ဆွေးနွေးပွဲတွင်၂၀ 2025ခုနှစ်နိုင်ငံရေးစည်ရေးချင်းများနဲ့စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကိုပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။နှစ်ဖက်အဖွဲ့အစည်းများသည်စစ်အာဏာရှင်တိုက်ဖျက်ရေး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်နိုင်ငံရေးစည်ရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်လူထုစည်းရုံးရေးနှင့်ကာကွယ်ရေးလုပ်ငန်းများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်နီလန်များရှာဖွေထုတ်ဖော်ရန်နှင့်ပုံမှန်ထိတွေ့ဆက်ဆံရန်သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ Southern Eagle PDF တရင်စေးမှုရဲဘော် Lightning ပကူးရန်ကုန်လမ်းပိုင်းတိုက်ပွဲတွင်ကြာဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ Southern Eagle PDF တပ်ရင်းမှစေမူရဲဘော် Lightning သည်2025ခုနှစ်မေလ10ရက်နေ့ကပဲခူးရံကိုလမ်းပန်းတိုင်ဖြစ်ပွားခဲ့သောစခန်းသိမ်းတိုက်ပွဲတွင်တော်လရေးတပ်ဝင်များထမ်းဆောင်ရင်းကြဆုံးသွားခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။စေမူရဲဘော် Lightning ဟာ2021ခုနှစ်လေးလပိုင်းမှာစစ်အာဏာရှင်ကိုလက်နက်ကင်တော်လန်ဖို့တော်တဲ့ရောက်လာခဲ့သူဖြစ်ပြီးရဲဘော်တယောက်အနေနဲ့အခြေခံစစ်ကူတိုက်ရင်ပညာကိုသင်ယူရင်း တော်လည်းလိုအပ်ချက်ကိုဖြည့်စည်းရင်ကတည်းစေဘူးတယောက်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ရဲဘော်လိုက်တဲ့ဟာတော်လည်းတပ်ဖွဲ့တွေတဲ့ CDM ဆရာဝန်တွေပါဝင်ကြဖို့လည်းတိုက်တွန်းခဲ့မှုပါတယ်။ ဆက်လက်ပြီးကန့်တလူရွာအနီးမှာစက်ကြီးကောက်ဖို့လာတဲ့ပြူများနဲ့စစ်ကောင်စီတပ်ဖွဲ့ကိုပြစ်ခတ်တက်ခတ်ဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။စကိုင်းတိုင်းစကိုင်းမြို့ကန့်တလူရွာအနီးမှာစက်ကြီးကောက်ခံဖို့လာတဲ့စစ်ကောင်စီတပ်သားများနဲ့ပြူစောတိအဖွဲ့ကိုပြစ်ခတ်တက်ခတ်ခဲ့တယ်လို့ Generation Z Power GCP မန္တလေးကထုတ်ပြန်ထားပါတယ်။မေလ9ရက်နေ့မနက်၈နာရီခွဲဝန်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့ကားကိုမဟာမိတ်တပ်ဖွဲ့များကစတင်ပြစ်ခတ်တက်ခတ်ခဲ့တာဖြစ်ပြီးမိနစ်20ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က၃ဦးသေဆုံးက၁ဦးထင်ရှားရှိခဲ့ ဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးနှင်းလာတဲ့ကောက်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်စေရေးကို Generation Z Power GZP မတ်လေးပြည်သူ့ကာကွယ်ရေးမျိုးပြပြကြားတပ်ဖွဲ့ Torin to be LDF BRALDF နဲ့ရဲကြီးပတ်ကပ်ဖားတို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ခလဲလွေထုခရိုင်မှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသမီးတဦးဒဏ်ရာရဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကရင်အမျိုးသားအစည်းအရုံးကောက်တူးလေအချုပ်နယ်ပြည်ခလဲလွေထုခရိုင်အတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာနေအိမ်တလုံးပျက်စီးခဲ့ရတယ်လို့ KNU ကထုတ်ပြန်ထားပါဗျ။မေလ9ရက်နေ့မှာမူးမြို့နယ်ဖျားလဟာကျေးရွာထက်ကိုစစ်ကောင်စီခမရ၄၃၉တပ်မှ120မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရာအသက်၄၁နှစ်အရွယ်ရှိမမိုးတီတာလက်နက်ကြီးထိမှန်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။အလား ားထူမေလာလေးရင်တဲ့ကလည်းခလာရ639တန်ပိုတက်ရင်ကနေမာဒီကွင်းကို120မမနှလုံးဂထွေစုပ်ကြေးရွာကိုတစ်လုံးနတ်တန်ကွင်းမှာရေလဲကြေးရွာကိုတစ်လုံးစုစုပေါင်း၄လုံးပြက်ကက်ခဲ့တယ်လို့သိရပါတယ်။ထို့ပြင်မေလာ6ရက်နေ့ကလည်းရွာချင်းအင်းကျုံကုန်ဘယန်းစိန်လေးအရှိတောင်စုအနောက်တောင်စုတမခေါ်ရံမျိုးအောင်စတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကလေးရင်ဖြစ်ဘုံ24လုံးကျဲချခဲ့တယ်လို့ဆိုပါတယ်။လေတို့မျိုးနဲ့အတွင်းမှာလည်းမေလာ၄ရက်နေ့ကခလာရ164တက်ကနေရောက်သွားကုန်းရွာကို81 မမလက်နက်ကြီးနှလုံးပြက်ခတ်ခဲ့ကနတ်တပ်ကွင်းမှာချောင်းဝရွာကို87မမနှလုံးပြက်ခတ်ခဲ့တယ်လို့သိရပါတယ်။စောတိမြို့နယ်မှာလည်းမေလ3ရက်နေ့ကတောင်ကိုလစ်တက်မှာတက်လာတဲ့ Y12 လေရင်ဖြစ်ကွင်းစိတ်လေးလန်းစုံကိုဘုံ33လုံးချက်ချခဲ့ကလေးရက်နေ့မှာလည်းတီတာကြီးကျွာဘေးကိုပေါင်900ဘုံချက်ချခဲ့ပြီးခလှရ3900တက်ကလည်းရှမ်းရွာကျွာကို120မမလက်နက်ကြီးအလုံး20ပြက်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ရေးမြို့ခတ်လိုက်ရ136တက်အနည်းမှာအမျိုးသားတအူမိုင်းနေမိပြီးခြေထောက်တစ်ဖက်ဖျက်ခဲ့ရဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။မုံပြင်းနယ်ရေးမြို့နယ်မော့ကနေကျေးရွာအခြေဆိုင်ခတ်လိုက်ရ136တက်အနည်းမှာအမျိုးသားတအူမိုင်းနေမိခဲ့တာကြောင့်ခြေထောက်ဖျက်ခဲ့ရတယ်လို့လက္ခဏာအိမ်စာစင်ကဖော်ပြထားပါဗျ။မေလ9ရက်နေ့ကမော့ကနေကျေးရွာကားစိတ်ပိုင်းနေအသက်52နှစ်အရွယ်ရှိအမျိုးသားတအူဟာညနေ6နာရီခန့်မှာမိုင်းထိခဲ့တာလို့ဆိုပါတယ်။၎င်းအမျိုးသားဟာဥယျာဉ်ခြံကနေပြန်လာချိန်မှာအပေါ့ပါသွားကျင်လာတဲ့ကြောင့်ခတ်လိုက်ရ136 များ6တက်ချန်စီယိုနာတီကပ်ပြီးသွားမိရာကမိုင်းနေမိခရာလို့ဒေသခံတို့ကပြောပါတယ်မိုင်းပေါက်ကွဲမှုအတွင်း၎င်းရဲ့ညာဘက်ခြေချင်းဝှက်ထိကျေသွားခဲ့ပြီးမိုင်းထိထားတဲ့ခြေတော်ကလှိုက်စားကရမ်းစိတ်တက်နေတာကြောင့်ဒူးစစ်အောက်ကနေဖျက်လိုက်ရတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက်မစ္စစ်သွင်းတဲ့ခါရှက်တို့ကပေးပို့ထားတာဖြစ်ပါတယ်ကျွန်တော်ຫນွေဦးမို့ပါခင်ဗျာ ရေဒီယိုအန်ယူဂျီမှဆက်လက်တင်ပြနေပါတယ်။စီးရဲသတင်းပြီးမှာတော့ပြည်တွင်သတင်းများကိုຫນွေဥမှမှဖတ်ကြားတင်ပြပြီးတော့မှာဖြစ်ပါတယ်ရှင်။မင်္ဂလာမနက်ခင်းပါရှင်။ခုချိန်ကစပြီး2025ခုနှစ်မေလ9ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့ຫນွေဥမှမှ ပြမအောင်ဆုံးတင်ပြပေးမဲ့တဲ့ရင်ကတော့ဂျာကာလာဒီတန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအစည်းအဝေးဒီတော်စုဝင်ကြီးချုပ်မန်ဝင်းခိုင်သက်ဦးဆောင်ခြင်းပါတဲ့တဲ့ရင်ပဲဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒီတန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအစည်းအဝေးအမှတ်စဉ်18မြင်းဆောင်2025ကိုမေလ10ရက်မနက်10:00နာရီချိန်မှာကျင်းပခဲ့ပါတယ်။စည်းဝေးမှာဂျာကာလာဒီတန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီဥက္ကဋ္ဌဒီတော်စုဝင်ကြီးချုပ်မန်ဝင်းခိုင်သက်မှဖွင့်မစကားပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတရောက်လာကြတဲ့ဂျာကာလာဒီတန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီ အဖွဲ့ဝင်များမှ16မြင်းဆောင်2025တွင်ချမှတ်ထားသောရှင်းလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးပြည်စည်းမှုအခြေအနေများနဲ့ဆက်လက်ဆောင်ရွက်ရန်ကြံရှိနေတဲ့လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းပြီးတက်ရောက်လာတဲ့ဝန်ကြီးဌာနရဲ့တာဝန်ရှိသူများမှလုပ်ငန်းဆောင်ရွက်ချက်တွေကိုအကျယ်တဝန့်ဆွေးနွေးခဲ့ကြပါတယ်။စီဝေတို့ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တမ်းမှဦးဆောင်ကပြည်တော်စုဝန်ကြီးများဒုတိယပြည်တော်စုဝန်ကြီးများမြေဒဏ်အတွေ့ဝင်များတွဲပတ်မြေဒဏ်အတွေ့ဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှငလင်ဘေးတင်ဒေသများရှိတိုင်းပြည်နယ်လိုက်ထောက်ပံ့မှုစီရင်မှတ်တမ်းများထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှမေလ6ရက်နေ့အထိ EOCC ရဲ့ခွင့်ပြုချက်နဲ့သခိုင်းတိုင်းမြေပြင်အုပ်ချုပ်ရေးဖွဲ့ထံတိုက်ရိုက်ထောက်ပံ့ထားသောကျပ်918.8တန်းပါဝင်ပြည်သူကလှူဒန်းထားသောအလုံငွေများထဲမှဌာနကတိုက်ရိုက်ထောက်ပံ့ထားသောကျပ်3 1985ဒသမ9တန်းနဲ့ CSO CBOs များမှတက်ဆင့်ချိန်ဆက်ပြီးငလင်ပေးတဲ့ဒေတာများရှိတိုင်းပြည်နယ်လိုက်ထောက်ပံ့မှုစည်းရင်းမှတ်တမ်းများကိုထောက်ပြန်ခဲ့ပါတယ်။ထောက်ပံ့ကူညီမှုများကိုဒုက္ခခံစားနေကြရသောပြည်သူများထံနေရာဒေတာမခွဲခြားပဲရရှိအောင်ဆက်လက်ကြိုးစားဆောင်ရွက်နေတယ်လို့ဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။ဆော်ပိုင်းကာလပြန်လည်ထူထောင်မှုအချို့စတင်နေပြီဖြစ်ပြီးပြည်သူအားဖြင့်အကောင်းဆုံးအကောင်းထည်ပေါ်သွားမယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ BNN ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဆိုပါတယ်။2025ခုနှစ်မလ28ရက် ်မွန်လွဲပိုင်းမှာသခိုင်းမြုပ်ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အား9.8အဆင့်ရှိသခိုင်းငလျင်ကြောင့်လူရေ3000ကျော်သေဆုံးခဲ့ရပါတယ်ရှင်။ ောက်ထပ်တင်ပြပေးဦးမယ့်သတင်းကတော့ဂျမစီယိုစုကကျူးလွန်ခဲ့တဲ့စူးလိုက်ပြုံလိုက်တပ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ပေါင်း398မှုနဲ့သေဆုံးသူပေါင်း423ဦးရှိနေတဲ့သတင်းဖြစ်ပါတယ်။ဂျမစီယိုစုကကျူးလွန်ခဲ့တဲ့စူးလိုက်ပြုံလိုက်တပ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ပေါင်း398မှုနဲ့သေဆုံးသူပေါင်း423ဦးရှိနေတယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကိုပေးပို့တိုင်ကြားလာတဲ့အချက်တွေနဲ့စနစ်တကျကောက်ယူစုဆောင်ထားတဲ့အချက်တွေကိုအခြေခံပြီးခေတ်ငင်းတဲ့တွေကိုသူတေသနာပြုလုပ်ဖော်ပြထားတာဖြစ်ပါ ါတယ်ဒီ dashboard မှာဖော်ပြထားတဲ့အစုလိုက်ပြုံလိုက်တက်ပြက်မှုဆိုတာဖြစ်စဉ်တစ်ခုထဲမှာလူငောင်းနဲ့အထက်တက်ပြက်ခံရတာကိုဆိုလိုခြင်းဖြစ်တယ်လို့ဆိုပါတယ်လက်ရှိ dashboard ကိုကြည့်မယ်ဆိုရင်အစုလိုက်ပြုံလိုက်တက်ပြက်ခံခဲ့ရတဲ့ဖြစ်စဉ်ပေါင်း388မှုနဲ့သေဆုံးသူပေါင်း423ဦးရှိနေတာကိုတွေ့ရမှာဖြစ်ပြီး dashboard မှာဖော်ပြထားတဲ့အချက်လက်တွေဟာဂျမတ်စိယုစုအာနာသိမ့်မှုကျူးပန်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဧပြီလအထိကောက်ယူရရှိထားတဲ့အချက်လက်တွေဖြစ်တယ်လို့သိရပါတယ်ရှင်။ နိုင်ငံတော်2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာမေလ10ရက်နေ့အထိဂျမတ်စီယုစုမှဖန်စီထိန်သိမ်းပြီးနောက်သေဆုံးသူ23ဦးရှိခဲ့တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။နိုင်ငံချင်းသားများကုညီဆောင်ရှောက်ရေးတင်ကနေကောက်ယူထားတဲ့သတင်းချက်လက်တွေက2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေမေလ10ရက်နေ့အထိနိုင်ငံတော်မှာဂျမတ်စီယုစုမှဖန်စီထိန်သိမ်းပြီးနောက်၎င်းတို့ရဲ့တရားဝင်ထိန်သိမ်းရေးစခန်းများဖြစ်တဲ့စစ်ကြောရေးတွင်သေဆုံးသူမျိုးသား၄ဦး၊ရဲစခန်း၌သေဆုံးသူမျိုးသား၃ဦးနဲ့အကျဉ်းအောင်များ၌သေဆုံးသူမျိုးသမီး၉ဦးနဲ့မျိုးသား9 2ဦးစုစုပေါင်း23ဦးသေဆုံးခဲ့တာကိုအမြင်နဲ့တကွတီးပြုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။မန္တလေးတိုင်းအောင်မြင်သာဆန်းမြို့နယ်မန္တလေးဥပိုလ်ကျင်းနောက်မှာထိမ့်သိမ်းခံထားရတဲ့နိုင်ငံချင်းသူမြင့်မြင့်တန်းဟာဆုံယောဂခံစားနေခဲ့ရပြီးအချိန်အောင်တွင်မှာလည်းလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရရှိခဲ့တာကြောင့်ယောဂပုံမှုဆိုးရွားလာခဲ့ပြီး2025ခုနှစ်မေလ6ရက်နေ့တွင်မန္တလေးထွေထွေယောဂကုသေယုံကြီးတို့ပို့ဆောင်ကုသစင်မှာပဲထိုနေ့မှသေဆုံးသွားခဲ့ပါတယ်။မြင့်မြင့်တန်းဟာ2023ခုနှစ်ဇူလိုင်လ29ရက်နေ့တွင်ဂျမတ်စီယုံစုရဲ့ဗန် န်ဆီးခြင်းခံခဲ့ရပြီးနောက်ကျန်းဖတ်မှုတိုက်ဖျက်ရေးဥပဒေပုံမှ52ကားကြီးဖြင့်တရားစွဲဆို ခံခဲ့ရက2024ခုနှစ်ဒီဇင်ဘာလ23ရက်နေ့တွင်ထောင်ဒဏ်5နှစ်ချမှတ်ခြင်းခံထားရသူဖြစ်ပါရယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့မကြခင်မှာလှုပ်ရှားမဲ့ Weaponization of Aid Campaign မှာပူပေါင်းပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်တဲ့သတင်းဖြစ်ပါတယ်။မကြခင်မှာလှုပ်ရှားမဲ့ Weaponization of Aid Campaign မှာပူပေါင်းပါဝင်ကြဖို့ Black Money Campaign MM ကတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ငလင်ကယ်ဆယ်ရေးကာလအတွင်းလေကြောင်းတိုက်ခတ်မှုအကြိမ်280ကျော်ပြုလုပ်ခဲ့တဲ့ဂျမ်မစီအုစုလေကြောင်းတိုက်ခတ်မှုကယခုငလင်မလုတ်ခင်ကတည်းကစီအုစုတို့အဓိကထားကျူးလွန်နေတဲ့ဆရာဆွေးမှုအကြမ်းဖက်နည်းတစ်မျိုးဖြစ်ကြောင်းကျမတို့အားလုံးအသိဖြစ်ပါတယ်။ငလင်လုတ်တဲ့ကာလအတွင်းမှာပဲ ဆေယုစုဘက်ကလူမဆန်စွာရက်ဆက်ဆိုးရွားလာတဲ့ဒီလေချောင်းတိုက်ခိုက်မှုကိုနေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့တာကညင်မရတဲ့အမှတ်တရတစ်ခုဖြစ်ပါတယ်။ဆေယုစုဘက်ကအပြစ်ခတ်ရက်ဆဲမယ်ဆိုပြီးအေပီလ2ရက်နေ့မှာထုတ်ပြန်ခဲ့ပေမဲ့နိုင်ပိုင်းထွန်းမှာပဲကချင်နဲ့စကိုင်းမှာပုံကျဲခဲ့ပါတယ်လို့ဆိုပါတယ်။ဆေယုစုသည်မလ28ရက်မှမေလ4ရက်နေ့အတွင်းလေချောင်းတိုက်ခိုက်မှုစုစုပေါင်း282ကြိမ်ပြုလုပ်ခဲ့ကပြည်သူ256ဦးသေဆုံးခဲ့ပြီး456ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြပါတယ်။ကျမတို့ပြည်သူတွေရဲ့အရှင်လက်လက်ငရေတဲ့ရောက်နေရတဲ့ခံစား ချက်တွေကိုနည်းနည်းမှထောက်ရှုမှုမပြုတဲ့အပြင်ပိုပြီးဆူရွာလာတဲ့အိမ်မက်ဆိုးတွေနဲ့တိတ်ဆိုးတွေပဲပေးနေတဲ့ဒီအကြမ်းဖက်ဆုပ်စုတစ်တိုက်ကိုအင်အားချိနဲ့ပြိုလဲဖို့အတွက်တူညီတဲ့သတင်းစကား message တွေနဲ့လူမှုပါဝအတန်ထုတ်ဖို့မဖြစ်မနေလိုအပ်ပါတယ်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဟာလူမှုထံမရောက်ဘဲဆုပ်စုကလက်နက်ဖြင့်အသုံးပြုနေတာတွေနဲ့လူမှုထံမှန်တကယ်ရောက်မဲ့နီးလန်းတွေလမ်းကြောင်းတွေကတဆင့်ထောက်ပံ့ဖို့အတွက်ကြာခင်မှာလှူရှာမဲ့ weaponization of aid campaign မှာပူပေါင်းပါဝင်ကြဖို့ပြည်ပြည်ပအဖွဲ့အစည်းများပါဝင်ပြည်သူလူထုတအူးချင်းစီကိုတိုက်တွန်းနှ နှိုးဆော်လိုက်ရပါတယ်လို့ Black Money Campaign MM ကဖော်ပြပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ Taki နဲ့ Carshell တို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။ ဗီဒီယိုအန်ယူဂျီရဲ့မနေ့ကအစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ်အခုဒီခါမှာတော့ကိုအောင်မားရဲ့နုပညာလက်ရာတပုတ်ဖြစ်တဲ့တော်လန်တန်ခိတ်ကျန်းလို့အမည်ရတဲ့တော်လန်ရေးကဗျာကိုလွတ်လပ်နေဦးကခန်းစားရွတ်ဖတ်ပေးထားပါတယ်ရှင်တော်လန်တန်ခိတ်ကျန်းတော်လန်ရေးဆိုတာတေးချင်းနဲ့ရှင်ချင်းကြားကလှုပ်ရှားမှုဖြစ်တယ်ခိတ်ဆိုတာအမြစ်ကနှုတ်ပြရမယ်လူရန်စားတွေအတွက် ကျိုးမိတ်ချရာတရားယုံပဲညှိုးဆက်ကိုပြစ်ပယ်ခြင်းဟာ ို့တည်တွင်ကိုတူးတာပဲညီညွတ်ရေးဆိုတာမညီညွတ်ချင်သူတွေအတွက်လမ်းဆုံးဖြစ်ပေမဲ့ညီညွတ်ချင်သူတွေအတွက်လမ်းစာဖြစ်တယ်တခါခံရတာလောက်သူအပြစ်ဖြစ်ပေမဲ့အကြိမ်ကြိမ်ခံရရင်တော့ခံရသူအပြစ်ဖြစ်လာလိမ့်မယ်ထောက်ရိုးကျိုးနေတဲ့အထွေးခေါဟောင်းတွေနဲ့တော်လန်ရေးကိုဥမဆောင်နိုင်ဘူးတော်လန်နဲ့အထွေးခေါစိုက်ချူကြငါငါ ငါဆိုတာတော်လန်ကြီးရဲ့အကြီးဆုံးရန်သူဖြစ်တယ်လို့တမိုင်းတရက်ခံလဲဖြစ်တယ်။တော်လန်ကြီးမှာလမ်းပြောက်ရင်လူတို့ကိုပြန်ကြည့်။လူတို့မှာမကုံခန်းနိုင်တဲ့အားတွေရှိတယ်။ညီညွတ်ရေးလို့ပါစက်ကအော်ပြီးမညီညွတ်တာတွေလှုပ်နေတာ။ခေါင်းဆောင်ဆိုသူတွေနဲ့ခေါင်းဆောင်လှုပ်ချင်သူတွေရဲ့လှုပ်ရပဲ။ပန်းပွေကိုကြည့်ပြီးရေအတိတ်နဲ့ဆုံးဖြတ်တာဟာကရောင်းကြိုက်တခြားဖင်တခြားလှုပ်ရဖြစ်နေမယ်။ငါပြောသလိုလှုပ်ငါလှုပ်သလိုမလှုပ်နဲ့ဆိုတာ။ ဖနှက်နဲ့ခြေထောက်မတော်လို့ခြေဖနှောက်ကိုလှီးခိုင်းတာမျိုးပဲတော်လှန်သူတိုင်းမှာတော်လှန်ဖို့အကြောင်းတရားရှိတာ အသိမှ ပြုတ်နိုင်မှညညရေးရမယ်တော်လန်ยีမှာပညာတတ်ဆိုသူတွေဖောက်ပြန်ရင်တော်လန်ยีဟာကြောက်เสียကောင်းအောင်အဖြက်စီးခံရလိမ့်ရှိတယ်။ຫນွေဦးတော်လန်ยีဘယ်ဆင့်တီရောက်နေပြီလဲ။အမှန်တိုင်းသဘောပေါက်ကြ။ကိုအောင်မှိုင်း ရေဒီယိုအညီဂျီမှဆက်လက်အံမြင့်ပေးနေပါတယ်။အခုတခါမှာတော့ထိုင်းနယ်ဇက်ကဒုက္ခသည်စကန်တွေရိတ်ခအကူအညီထပ်မံလျှော့ချခံရလို့အမည်ရတဲ့မြန်မာနေဦးခရိုနီကယ်မီလာ9ရဲ့မြင်ကွင်းကိုမင်းယူကဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။မြန်မာနေဦးခရိုနီကယ်မေခွန်မြင်ကွင်းထိုင်းနယ်ဇက်ကဒုက္ခသည်စကန်တွေရိတ်ခအကူအညီထပ်မံလျှော့ချခံရထိုင်းမြန်မာနယ်ဇက်တလျှောက်မှာရှိတဲ့ဒုက္ခသည်စကန်တွေကို ိုင်ငံတကာကပေးနေတဲ့အထောက်ပံ့တွေထပ်မံလျှော့ချခံရပြန်တဲ့သတင်းယခုရက်ပိုင်းမှာပေါ်ထွက်လာခဲ့ပြီးနောက်ဆုံးလျှော့ချခံရတဲ့ပမာဏကအရွယ်ရောက်ပြီးသူ လူကြီးတဦးလင်တလ2.4ဒေါ်လာဝန်းကျင်ထိုင်းငွေ89ဘတ်နဲ့အသက်9နှစ်အောက်အရွယ်ကလေးငယ်တွေအဖို့တလ1.5ဒေါ်လာဝန်းကျင်ထိုင်းငွေ53ဘတ်သာရရှိတော့မဲ့အနေအထားလည်းဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ဒေသဖြစ်တဲ့ကရင်ပြည်ကယားနဲ့ထိစပ်နေတဲ့ထိုင်းနိုင်ငံဘက်နဲ့ ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ထိုင်းနိုင်ငံဘက်တွေမှာဒုက္ခသည်စခန်းတွေတည်ရှိနေတာဖြစ်ပြီးယခုလက်ရှိမှာစခန်းအလုံးမှာဒုက္ခသည်ဥယျတသိန်းကျော်ရှိနေသေးတယ်လို့သတင်းဖော်ပြချက်တွေအရသိရပါဗျ1990ခုနှစ်တွေအတွင်းနဝတလို့အတူကခေါ်ဆိုတဲ့အာနာသိန်းစစ်အစိုးရလက်ထက် ကရင်ပြည်နယ်၊ကရင်နီပြည်၊ကယားတို့မှာစစ်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကျေးရွာတွေမီးရှို့ဖျက်ဆီးပြီး၎င်းကျေးရွာတွေမှာပြန်လည်မနေထိုင်နိုင်အောင်လှုပ်ဆောင်မှုတွေကြောင့်အဆိုပါကျေးရွာတွေကဒေသခံသိမ်းနဲ့ချီထိုင်းနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးထိုင်းနိုင်ငံကနေဆက်တလျှောက်ဒုက္ခသည်စခန်းတွေဆောက်လုပ်ခွင့်ပေးပြီးနိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကရိတ်ခါကျန်းမာရေးစောင့်ရှောက်မှုအတွက်စည်းကမ်းတွေထားရှိပြီးအကူအညီပေးခဲ့ကြတာဖြစ်ပါတယ်။ ိုင်းနိုင်ငံအနေနဲ့လူသားချင်းစာနာမှုအရာဒုက္ခသည်စခန်းတွေဖွင့်လှစ်ပေးခဲ့ပေမဲ့ဒုက္ခသည်စခန်းမှာနေထိုင်သူတွေအနေနဲ့ထိုင်းနိုင်ငံထဲမှာအလုံးလောက်ကန်ခွင့်မပြုကြပါဘူးဒုက္ခသည်စခန်းတွေစတင်ဖွင့်လှစ်ခဲ့စဉ်ကလက်နက်ကင်တိုက်ပွဲတွေရက်စဲသွားခဲ့ရင်ဒုက္ခသည်တွေအနေနဲ့၎င်းတို့နေထိုင်ရာကျေးရွာတွေစီပြန်နိုင်ကြမယ်ဆိုတဲ့မှန်းဆချက် အရေးအတွက်တချို့ကိုတတိယနိုင်ငံလို့ရည်ညွှန်းခေါ်ဆိုတဲ့ဩစတြေးလျအမေရိကတို့လိုနိုင်ငံတွေစီ ထွက်ခွာအခြေချဖို့အစီအစဉ်ကိုလည်းထိုင်းနိုင်ငံနဲ့အကူအညီပေးနိုင်တဲ့နိုင်ငံတွေအကြားနားလည်သဘောတူခဲ့ကြတာဖြစ်ပါတယ်။အနည်းငယ်မျှသောဒုက္ခသည်တွေကဂျပန်နဲ့အနောက်ဥရောပနိုင်ငံတွေကလက်ခံခဲ့ကြတာဖြစ်ပြီး2012ခုနှစ်ဥသိမ်းစိန်ဥဆောင်တဲ့အစိုးရတက်လာချိန်မှာတော့ဒုက္ခသည်တွေကိုတတိယနိုင်ငံရွှေပြောင်းအခြေချတဲ့အစီအစဉ်တွေခိတ္တအဖြစ်ရက်ဆိုင်ခဲ့တာ2022ခုနှစ်စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးကာလတွေအထိဖြစ်ပါတယ်။ တင်ငနဲ့နဲ့ချီတဲ့ဒုက္ခတဲ့စခန်းတွေဆယ်စုနှစ်နှစ်ခုကြာကြာလာတဲ့အထိတည်ရှိနေခြင်းဟာဆယ်စုနှစ်ခုနှစ်ခုကြာကြာမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ရဲ့အပြေရှာရခက်ခဲတဲ့အခြေအနေကိုထင်ဟပ်ပြသနေတယ်လို့တင်းနဲ့ချီတဲ့ဒေသခံတွေအဖို့မိမိတို့နေရက်ကိုမပြောင်းနိုင်ပဲမျိုးဆက်တစ်ခုပြီးနောက်တစ်ခုမွေးဖွားလာသည့်တိုင်ဒုက္ခတဲ့စခန်းတွေမှာနေထိုင်ကြရတဲ့အဖြစ်မျိုးက မျိုးဆက်တစ်ခုမကလူသားဂုံတိတ်ခါနဲ့အနာဂတ်မဲ့တဲ့အခြေအနေမျိုးအောက်မှာနေထိုင်ကြရတဲ့အဖြစ်ကရင်းနာစရာကောင်းလာပါတယ်1990ခုနှစ်တွေတုန်းကဒုက္ခသည်စခန်းတွေစတင်ဆောက်လုပ်ထားရှိခဲ့စဉ်ကဒုက္ခသည်ပြဿနာတွေကိုအခုလောက်ထိဆယ်စုနှစ်နှစ်ခုမကရှင်းကြလိမ့်မယ်လို့ထင်မှတ်ခဲ့ကြမှာမဟုတ်ပါဘူးနိုင်ငံတကာအဖွဲ့အစည်းတွေကလည်းအခုလိုဆယ်စုနှစ်နှစ်ခုကြာတဲ့အထိထောက်ပံ့ကူညီရလိမ့်မယ်လို့မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။ 1988မှာအာနာသိမ်းခဲ့တဲ့နာဝတအစိုးရ2010မှာရွေးကောက်ပွဲလုပ်ပြီးအာနာရလာတဲ့ဦးသိန်းစိန်အစိုးရ2015မှာရွေးကောက်ပွဲနိုင်ပြီးအာနာရလာတဲ့ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရနဲ့2021မှာအာနာသိမ်းခဲ့တဲ့မင်းအောင်လှိုင်ရဲ့စစ်ကောင်စီစတဲ့အစိုးရ40ရောက်လာခဲ့တဲ့အချိန်ဖြည့်ရှင်းနိုင်ခြင်းမရှိတဲ့အပြင်2021ခုနှစ်နောက်ပိုင်းပုံမိုကျယ်ပြန့်လာတဲ့ပြည်တွင်းစစ်ကြောင့်စစ်ဘေးတိမ်းရှောင်ရသူ၄သန်းကျော်အထိရောက်လာခဲ့ခြင်း ိုင်းမြန်မာနယ်စပ်ကဒုက္ခသည်တသိန်းကျော်အရေးကစိတ်ဝင်စားစရာမကောင်းတော့သလိုအာယုံဆိုင်ခံရမှုလည်းရော့ကျလာတာတွေ့ရပါတယ်။နိုင်ငံတကာအစိုးရတွေကုလသမဂ္ဂနဲ့အကူအညီပေးရေးအေဂျင်စီတွေအနေနဲ့ကမ္ဘာကြီးမှာလက်ရာဝါဒကိုကျိုးစည်းဝါကာကွယ်မဲ့အစိုးရတွေနဲ့စစ်ပွဲတွေကိုအားပေးအမြောက်ပြုတဲ့အစိုးရတွေအာဏာရလာတဲ့ကာလမှာထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်တွေကိုရိတ်ခါကျမ်းမာရေးစောင့်ရှောက်မှုတွေအကူအညီပေးဖို့စိတ်ဝင်စားမှုရော့ကျလာတဲ့သဘောလည်းဖြစ်ပါတယ်။ မကြာသေးခင်ကအမေရိကန်သမ္မတထရန့်က US8 အကူအညီတွေဖျက်တောက်လိုက်ချိန်မှာထိုင်းနယ်ဆက်ဒုက္ခသည်တွေအတွက်ဖွင့်လှစ်ထားတဲ့စေကန်းတွေပိတ်လိုက်ရလို့နာရာရှည်ယောဂတဲ့အချို့ကွယ်လွန်ခဲ့ရတဲ့သတင်းတွေလည်းဖတ်မိကြပြီးဖြစ်ပါလိမ့်မယ်။စစ်စရိတ်တွေဘီလီယံရာခိုင်နှုန်းကနေထရီလီယံနဲ့ချီသုံးဆွဲနေကြခြင်းစစ်ပွဲတွေကြောင့်ဒုက္ခရောက်နေကြတဲ့တန်းနဲ့ချီတဲ့ကမ္ဘာတဝန်းကဒုက္ခသည်တွေကိုကူညီဖို့ နိုင်ငံကအစိုးရတွေကစိတ်ဝင်စားကြတော့တဲ့အဖြစ်ကဒီနေ့ကဘာရဲ့ရင်ဆိုင်နေရတဲ့အခြေအနေမှန်ဖြစ်ပါတယ်။မြမအရေးမှာကူညီပေးခဲ့ကြတဲ့အနောက်နိုင်ငံတွေအမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေကအစိုးရတွေအနေနဲ့စစ်အေးတစ်ပိုင်းစစ်ပူတစ်ပိုင်းဖြစ်နေတဲ့လက်ရှိကဘာကြီးမှာမိမိတို့နိုင်ငံကာကွယ်ရေးအသုံးစရိတ်မြှင့်ဖို့ကုန်သွယ်ရေးစစ်ပွဲတွေမှာအနိုင်ရဖို့ခံနိုင်ရင်ရှိဖို့စတဲ့အကြောင်းအရာတွေနဲ့လက်မလဲအောင်ဖြစ်နေကြတဲ့အနေအထားလေးဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေနိုင်ငံတကာအထောက်ပံ့လျှော့ချခံရတာထိုင်းမြန်မာနယ်စပ်တစ်ခုတည်းမဟုတ်ဘဲဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုးလုံနေကြတဲ့တသန်းဝန်းကျင်ရှိတဲ့ရိုဟင်ဂျာဒုက္ခသည်တွေလည်းပါဝင်ပါတယ်။ခုနှစ်နှစ်ကျော်၈နှစ်ထဲရောက်လာတဲ့ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ပြဿနာကိုလည်း ဖြည့်ရှင်းနိုင်ဖို့လမ်းစကောင်းကောင်းမမြင်ရသေးသလိုဆယ်စုနှစ်နှစ်ခုကြာကြာထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်တွေအရေးလဲအပြေရှားနိုင်ဖို့မလွယ်သေးတဲ့အနေအထားဖြစ်ပါတယ်။နိုင်ငံတကာအကူအညီတွေကိုအ धिक အားကိုးနေရတဲ့အခြေအနေမျိုးကနေလွမြောက်အောင်ဘလို့အပြေရှားကြမလဲဆိုတာသက်ဆိုင်ရာနိုင်ငံရေးစစ်ရေးအဖွဲ့အစည်းတွေနဲ့လူမှုအတိုင်းဝိုင်းခေါင်းဆောင်တွေဆွေးနွေးအပြေရှားဖို့အမြန်ဆုံးလိုအပ်နေပြီဖြစ်ပါတော့တယ်ခင်ဗျာ။ ဗီဒီယိုအညီကြီးရဲ့မနက်ခင်းအစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ်ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးအစီအစဉ်အနေနဲ့တိုင်းရင်းသားဘာသာထုတ်လွှင့်မှုအစီအစဉ်မှာတော့ရခိုင်ဘာသာနဲ့တပတ်အတွင်းသတင်းတွေကိုရိုလာတန်တာကဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ပါနေစွာပါဗီဒီယိုအညီကြီးတပတ်ထုတ်တော်တွေကိုရခိုင်ဘာသာနဲ့တောင်စားပြလာဖို့ဖိုက်ပါတယ်အကျဉ်ရိုလာတန်တာပါပြည်သူစောတနေဘရောင်ဝါလေရာဖို့ဖားကိုစေညွှင့်ရီလူပရိုက်တွေဆိုသော မမင်းခဲ့ဖို့လိုအပ်ကြောင်းယာယီသမရတူဝါလက်ရှိလာကပရော့ဂရမ်ရတဲ့တော့ကိုပနာမတောင်စားပေးပါမယ်ပရီသူစောတဲ့နဲ့ပရောင်ဝါလှေရာဖို့ဖောက်ကိုစေညွရီလူဖရိုက်ဒေးဆိုစောမမင်းခဲ့ဖို့လိုအပ်ကြောင်းပရီသူကကွေရီတက်မတော်တေထောင်ခရောင်းလေးနိုင်ပရိတ်အခင်အနာမှာအမျိုးသားညီငယ်တွေအစိုးရ နိုင်ငံတော်ယာယီသမရဒူဝါလရှိလာကပရော့ဂရမ်မင်းခွန်းမှာထေးသွန်းပရော့ဂရမ်ပါရီပြည်သူ့ကောင်ကွယ်ရေးတဲမတော်စောလာနေခံအဖွဲ့အစည်း Friday အတော့လာနေနဲ့ပဲတောက်ပိကေလင်းနာရီခံယူရှာမရှိခဲ့တိုင်းပြည်နောက်ပြည်သူအတော့အန်ဒရီရှိရအဖွဲ့အစည်း Friday လာနိုင်ပါရီကျွန်တော်အခုပရော့ဂရမ်ရဲ့ရှာစောလာနေကိုင်းလန့်ဆိုင်နာလူထူးလန့်ဆိုင်ရှန်တွေ့နေရနေရမှာ ခိုင်မာရေနိုင်ငံရေးအမရွန်တရဲကို လေနာစွာခံယူထားရကို ပရော့နီစော်ဖရိုက်ပါရေပြည်သူကကွေရီတဲမတော်ဤအခရခဲမှုစော်ပြည်သူကိုကာကွေဖို့ဖရိုက်ပြီရေပြည်သူကိုရင်ပူဖို့မဟုတ်စော်စော်လေလီနာနာခံယူထားဖို့ရာဖရိုက်ပါရေကျွန်တော်တို့စော်ရင်သူကိုမိန်ပိုင်ကြောင်းပြီရေပြည်သူအပေါ်မှာကြားရေရီပိုင်ကြောင်းသွင်းဖို့လိုပါရေယောင်အဘရောင်းကျွန်တော်တို့စော်ရင်သူအပေါ်နိန်ပိုင်ကြောင်းပြီရေပြည်သူအပေါ်လာပိုင်ကြောင်းဖို့လိုပါရေပြည်သူကကွေရီတဲသားတီ ရီတော်ဘုံဒေတာတိကန်ဆွေးထားရတဲ့နဲ့ပရောင်ဝါစောစာတုဖားကိုလှေရာကိုလေးဆူစောပြေသူကပြန်ပြီးရေဆုံဖရက်ဆော့ဖရိုက်ပါရီပြေသူစောတနဲ့ပရောင်ဝါလှေရာဖို့ဖားကိုစေညွှန်ရီလူဖရိုက်ကြီးဆူစောမမင်းခဲ့ဖို့လိုပါရီလို့ယာယီသမတာကပရောပါရီယောင်းအပရောင်ပြေသူကွယ်ရီတဲမတော်အေးအမင်းအဖားစောပြေသူသားဖရိုက်ကောင်းလေးယာယီသမတာကထဲလောင်ပရောပါရီ ဆာလာပီရဲ့ဥဥလာစောကွယ်လွန်မှုစောရခိုင်နိုင်ငံရဲ့တော့အဖို့တန်ရီဝင်းနေဖွေရာဆုံရှုံမှုတစ်ခုဖိုက်တယ်လို့အန်ယူဂျီနိုင်ငံခရရီဝင်ဂရီဝင်းနေစကားဆိုတဲ့တောင်းကိုတားဆပေးပါမယ်ဥဥလာစောကွယ်လွန်မှုစောရခိုင်နိုင်ငံရဲ့တော့အဖို့တန်ရီဝင်းနေဖွေရာဆုံရှုံမှုတစ်ခုဖိုက်တယ်လို့အန်ယူဂျီနိုင်ငံခရရီဝင်ဂရီဒေါ်ဆောင်မအောင်ကဝင်းနေစကားဆိုလိုက်ပါတယ်အန်ကေဥဥလာစောစာရိစရာခွန်နိုင်စင်လေးမျိုးစာနိုင်ငံရဲ့တမကွယ်လွန်အနိုင်စာရောက်ကောင်ကရာတီရာ တော့အလွန်ဝင်းနေဆိုင်မကောင်းဖရပါရီရခိုင်နိုင်ငံရဲ့အတော့အဖို့တန်ရီဝင်းနေဖွေရာဆုံရှုံမှုတခုဖရပါရီမြန်မာနိုင်ငံရဲ့မလေးနိုင်ငံရဲ့သမဆူဆောရှာပါလာရီမဟုတ်ပါလားအန်ကေနန်းတတူ2005 2020လွဲတော့အတော်လွဲတော့ကိုစလေတာဝန်အတူတကွာထင်းဆောင်ခါခဲ့တဲ့အရှင်ဒီဆော အမေဒရာဂုံယူဆရာအခိုင်အတန်တီဖရခါပါရီတဘို့တူဆော မတူစာတိရှိခါရီတိုင်အောင်အတွေ့အကြုံဖဲသမ်းမှုတွင်နိုင်ငံရဲ့သမပိသားမောပေါ်တန်ဖိုထားလေးစားရ ရီလူတို့ပါမိသားစုရေဖို့ရေပါတီနာတူဂရီကွေးဝန်နေရပါတယ်လို့ဆိုထားပါတယ်ရခိုင်ဝါရောင်းနိုင်ငံရေးသမား ULAA နိုင်ငံရေးမှုစရာဦးလာစောခေါ် ကဗျာစရာမောင်ခိုင်အောင်စောကွေလင်ရီအရှိမအသား80နှစ်နိုင်ရှိပေဖရိုက်ပီကမေလ9ရက်ညာစေတနာရီ55မိနစ်မှာကွေလွန်လာခါပါရယ်ဆာလာပီကရခိုင်ပြည်တော်ကျဲမာရီဝင်ထင်းပန်တင်သားတီအေအေခေါ်ရီတတော်ကိုတောင်းစားပေးပါမယ်အာရာခတက်တော်တော်လင်ရီအစောရာ ULAAA စောရခိုင်ပြည်အတွန်းကျဲမာရီဝင်ထင်းတီလိုအရှာဖရေးစီပိုကျဲမာရီဝင်ထင်းဖီဂရက်နိုင်တန်တင်သားတီအတော်ရှောင်းလော်ခေါ်ရူနီဂရောင်းရခိုင်တတော်ဌာနက ဖော်ပြရှာရသေးတာပါရယ်ဧပြီလ25ရက်ရဆွေနာပီတာတိုင်စိုင်းဒေသမှာစာထုပ်ပြန်ခါပြီးရှောင်းလော်တီကိုမေလ25ရက်နေ့နောက်ဆုံးထားလာခင်ဖို့ Friday လို့သိရပါရယ်ရှောင်းထားနိုင်ရလူတွေအထားတန်းပညာပြီးဆုံးထားရလူစေကျော်သားကအသား30အောက်လူငယ်တွေဖရာဖို့ Friday ကြီး ရောက်လာမှာနိုင်ငံသားမဲပုံတောင်မဲတူဒဲပုံနှစ်ပုံပညာရီခေါထောက်ခင်စာနောက်ဘရက်ကွာအုံရှုံရီမှုဤဇာရိုက်တာထောက်ခင်ရီစာပူတွေးတောင်ဘရာရာဖိုပရိုင်ဗနာရောက်လာဒီကိုမြို့နေအလိုက်ပြည်သူချင်းမာရီဌာနတီကတဆောင်းကျဲမာရီဝင်ထင်းတီ ပါကို တောင်းပွားရဖို့ဖရိုက်ကြီးလို့သိရပါရီ။တောင်းနဲ့ကာလာဆော၊ရှိုင်းလာဖရိုက်ပီးရဲ့အနည်းဆုံး၅နိုင်တာဝန်ထမ်းဆောင်ရဖို့ဖရိုက်ပနာ ASC ရဆိုင်ဆော၊ရခိုင်ပရိအချင်းမာရီဆောင်ရှောင်းမှုလို့အရှာတိကိုဖရိစီနိုင်ဖို့ရီရီထားတယ်လို့သိရပါရီ။ဆာလာပီးရဲ့ Anti Poe Brand Salon Pakafa Report ကိုပရိသူဒီက အောင်တပရီပင်နောင်းကရိုဆိုခါရီတရောင်းကိုတန်းစားပြပါမယ်။ရခိုင်ပြည်နယ်အမ်ရုမရိုတင်တိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ဆလောင်ပါကာဖာရီဘော်တီမင်းခွန်တဲဖွဲ့ကိုဘရန်လာဆော်မှာဒေသခံပြည်သူတွေကအောင်တပရီပင်ဒီနောင်းကရိုဆိုခါခဲ့တယ်လို့သိရပါရယ်။စိုက်ကောင်စီအနောက်တောင်တိုင်းစိုက်ထနာရှုံနာပါခါအပါဝန်အမ်ရုနေကဒေသခံတွေကိုတိုက်ခိုက်သိမ်းပိုက်ခါရီတိုက်ပွဲတွေအတော်အာရခတက်တော့နောင်တတူတာဝင်ဂရိဝင်အောင်ခန်းဆောင်ခါခဲ့တဲ့ဆလောင်ပါကာဖာရီဘော် င်တီကိုဒေသခံပြည်သူတွေကဂရုစိုဂုံဘူခါခဲ့စော်ဖရိုက်ပါရယ်အခုတောင်စားပိခရတဲ့တောင်တီကိုရေဒီယိုအန်ယူဂျီအဖွဲ့သားတီကပြပို့ထားစော်ဖရိုက်ပါရယ်ဒီကနေ့ကတော့ဒီမျှနဲ့ပဲရေဒီယိုအန်ယူဂျီရဲ့အစည်းအဝေးကိုခਿੱတရရနိုင်ပါမယ်မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့ရေဒီယို NUG ကိုမနက်ပိုင်း၈နာရီခွဲမှာ92.6 MHz စက္ကွန်တက်သမ 9MHz ညပိုင်း၈နာရီခွဲမှာလိုင်းတုံ25မီတာ17.3မှ6.0 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်တွေရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့ နိုင်ငံတကာကစေတနာရှင်များလှုပ်အားပေးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်။